နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမလာ30ရက်တနင်္ဂနွေနေ့ ငါသည်ကိုနာခြင်းယောဂနှင့်တကားဧဝံဂေလိတရားကို သင်တို့အားအထက်ကဟောပြောကြောင်းကိုသင်တို့သိကြ၏ကိုကာယ၌ငါခံရသောစုံစမ်းခြင်းကိုသင်တို့သည်မထီမဲ့မြင်မပြုငါကိုမပယ်ဖျားသခင်၏ကောင်းကင်တမန်ကဲ့သို့၎င်းယေရှုခရစ်ကဲ့သို့၎င်းလက်ခံကြ၏တို့ဖြစ်ရင်သင်တို့ခံရသောမင်္ဂလာကအဘယ်မင်္ဂလာနည်းအထက်ကကိုမျက်စိကိုထုတ်၍ငါအားပေးနိုင်သည် ပေးချင်းငါတင်တို့အလိုရှိသည်ဟုငါတသက်ခံ၏ငါသည်ကိုနာခြင်းယောဂာနှင့်တကွဧဝံဂေလိတရားကို သင်တို့အားအထက်ကဟောပြောကြောင်းကို သင်တို့သိကြ၏ဂလာတိဩဝါဒစာအခန်းကြီး၄အခန်းငယ်၃၃အာနေခြင်းမှ အလှတရား ပကြီးဆရာဒေဂတ်စ်သည်အမြင်လွှာယောဂါကိုလွန်ခဲ့သောနှစ်ပေါင်း90မှစတင်ခံစားခဲ့ရပြီးမြေပြူမြင်းများကိုပို၍အလွယ်တကူမြင်ရခြင်းကြောင့်သူသည်စုတ်တံဖြင့်ရေးဆွဲခြင်းမှမြေပြူနှုအချောင်းဖြင့်ရေးဆွဲခြင်းသို့ ပြောင်းလဲရေးဆွဲခဲ့သည် ဖြစ်သည်ရန်ဝါသည်အစ်အမြင့်ရောင်ယောဂါကြောင့်သူ၏လက်ချောင်းများမှာ ငှက်ခြေသေးများကုတ်ထားတဲ့သူဖြစ်သွားပြီးစုတ်တံကိုတင်းကျပ်သောလက်ချောင်းများကြားတွင်ထားပြီးပကြီးဆွဲခဲ့ရသည်ခွဲစိတ်မှုတစ်ခုကြောင့်မတ်တီစီမလှုပ်ရှားနိုင်ဖြစ်သွားသောအခါသူသည်ကောလိပ်သို့ပြန်ခဲ့ပြီးသူသည်နိုင်ရန်ပေါ်ရှိကြီးမားသောစာရွက်တစ်ရွက်တွင်ရောင်စုံဆက်ကူအပိုင်းအစများကိုကတ်ရန်လက်ထောက်များအားညွှန်ကြားခဲ့သည်ဖြစ်ရက်တစ်ခုစီနောက်ဆက်တွဲရလတ်မှာ Degas i Blue Dancers. Renoir i Girls at the Piano. Matisse i The Sorrows of the King နှင့်အခြားဖန်တီးမှုလက်ရာများပြီသည်စစ်ကြောခံရမှုအခြေအနေနှင့်၎င်းတို့အသားကျအောင်နေထိုင်ခြင်းဖြင့်သူတို့၏အားနည်းခြင်းမှအလှတရားထွက်ပေါ်လာသည်အလားတူ ရှင်ဘောလူသည် သူ၏အစောပိုင်းသာသနာပြုခရီးများအတွင်း ဂလာတိပြည်သို့သွားရန်အစီအစဉ်မရှိခဲ့ပေ။နာမကျမ်းမှုတစ်ခုကသူ့ကိုတွန်းအားပေးခဲ့သည်။သူသည်ဂလာတိပြည်တွင် မတူညီသောယာဒီဥဒုနှင့်ကြုံရပြီးအလွန်စိတ်ဖိစီးမှုခံစားခဲ့ရသောလေ။စတင်ဟောပြောခဲ့သည်။မထင်မှတ်ပဲတန်ရှင်သောဝိညာဉ်တော်သည် သူ့အားဖြင့်အံ့ဖွယ်အမှုများကိုပြုခဲ့ပြီးဂလာတိအသင်းတော်မွေးဖွားခဲ့သည်။ ရှင်ဘောလူဤဖြာနာမှုသာမရှိပါလျင်ညီသည့်အခါမျှဤအံ့ဘွယ်ရလတ်ဖြစ်လာမည်မဟုတ်ပါညီသည့်စုံစမ်းစစ်ကြောမှုများကိုတင်ရင်ဆိုင်ရသည်၎င်းကတင်ဘဝဤဥတီယာကိုမြည်တို့ပြောင်းလဲစေသည်တင်ဤစုဂျေစုများ၌ပြန်လဲအာယုံဆိုင်ခြင်းဖြင့်ဖျားသခင်သည်တင်ဤအာနေခြင်းမှ အလှတရားကိုယူဆောင်လာသည်ကိုတင်တွေ့ရမည်ဖြစ်သည် ကြမ်းမှုနဲ့အခြားအခက်အခဲများကို အစီခံရန်အခွင့်လမ်းများအဖြစ်ဘုရားသခင် ပြောင်းလဲလိုက်ခြင်းကို သင်မြည်တို့မြင်မှုသည်။အခက်အခဲကာလတွင် အတုယူရန်ရှင်ပေါလုနှင့်ထိုအမှုပညာရှင်များကမြည်တို့စံနမူနာ ဖြစ်နေသည်။ချစ်ရပါသောဘုရားသခင် ကိုယ်တော်သည်အားနေခြင်းမှအလှတရားများကို ထွက်ပေါ်စေသော ပါရမီရှင်ဖြစ်ပါ၏။ယခုကျွန်ုပ်၏အခက်အခဲများနှင့်အရေးအချင်းများကို လက်ခံမူပါ။လက်တော်သို့အနှံပါ၏။ရင်စင်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။